မင်္ဂလာပါဆရာရဲ့မိတ်ဆွေတွေဝဆရာဒီနေ့မေတ္တာလက်ဆောင်ပေးမှာကတော့ကံကောင်းလက်ပွင့်စေတဲ့ဂါထာလေးတပုတ်ကိုမေတ္တာလက်ဆောင်ပေးခြင်းပါတယ်เนาะဂါထာလေးဆိုပေမဲ့အရန်ဆွမ်းထပ်ပါတယ်เนาะအရင်ဥဆုံးနေတဲ့ဆရာရဲ့ဗီဒီယိုလေးကိုအပေါင်းလေးကိုနေအသေးပေးပြီးတော့ကွန်မန့်ရေးပေးပါ share လေးတွေလုပ်ပေးသွားမယ်เนาะဂါထာကနေ့စဉ်ကံကောင်းဖို့လက်လာပါတွေပွင့်ဖို့ငွေကြေးလက်လာပါတွေပွင့်ဖို့ဈေးရောင်းကောင်းဖို့ပေါ့စသည်အားဖြင့်ပေါ့เนาะကံကောင်းစေရန် ်လပ်ပွင့်စီရန်ယူရမယ့်ကာတာဖြစ်ပါတယ်နော်နေ့စဉ်နေ့တိုင်းယူရမယ်ဘာလို့ရမလဲဆိုတော့နေ့စဉ်မနက်ခင်းတိုင်းကိုရေမိုးချိုးရေမိုးမချိုးဘူးဆိုရင်လည်းရေမိုးမချိုးအေးလို့ရေမိုးမချိုးခြင်းမှုဆိုရင်လည်းခန္ဓာကိုယ်တန်ရှင်းအောင်လုပ်ပါလုပ်ပြီးရနဲ့အမွေးနှက်တာပတ်ဖြန်းပြီးတော့အဲဖျားစင်ရှိမှထိုင်ဖျားစင်ရှိမှ38ခေါက်ယူရမယ်ပြတော်သူရတတိမေတော်ရဲ့ရှေ့မှာ38ခေါက်ယူရမယ်။အိမ်တွင်းဖားခင်ရဲ့ရှေ့မှာ38ခေါက်ယူရမယ်နော်။ဘာကာတာလဲဆိုတော့ကာတာလေးက လွယ်လွယ်လေးပါเนาะရမ်းဆွမ်းထပ်ပါတယ်။ ओम तु तु ပြီးရေเนาะဒါလေးပဲယူရမယ်เนาะတကယ်လို့မစိုးတတ်ဘူးဆိုရင်တော့ဆရာရဲ့ဗီဒီယိုမှာဆရာကအဲ့ဒီဂါထာအတန်တွေကလေးကိုရေးပြထားမယ်เนาะဂါထာတူတူလေးပါเนาะစလုံး၅လုံးပဲပါတယ်။ ओम तु तु ပြီးရေเนาะအဲ့ဒါကိုအဲ့ဒီဂါထာလေးကိုဖျားစင်ရှိမှ38ခေါက်ယူရမယ်သူရတ္တိမေတော်ရှိမှ 38ခေါက်ယူရမယ်သူရဲ့တတိပုံတော့မရှိဘူးဆိုရင်လည်းဒီတိုင်းစိတ်ကနေမှန်းယူလို့ရတယ်နော်ပြီးတော့အင်တွင်းအောင်အင်တွင်းအောင်ထားတဲ့အင်တွင်းဖားခင်ရဲ့ရှိမှ38ခေါက်ယူရမယ်နော်နေ့စဉ်နဲ့နေ့တိုင်းရေမိုးချုပ်ပြီးတော့ယူပေးပါနော်ကာထာလေးကိုမတိဘူးဆိုရင်အတန်အတွက်ကိုဆရာဗီဒီယိုမှာရေးပေးထားလိုက်မယ်နော်ကဲမိတ်ဆွေများအားလုံးတို့ဆရာရဲ့ဗီဒီယိုလေးကအကျိုးရှိတယ်ဆိုရင်ဆရာရဲ့ဗီဒီယိုလေးကိုအပေါင်းလေးနဲ့အသေးပေးပြီးတော့ share လုပ်သွားပြီနော်ဆရာကတော့ဆရာကြီးမင်းတိန်ခါဤတပြေရဲ့ဆရာရဲမှန်အောင်ဖြစ်ပါတယ် အရှာဓမ္မဗေဒင်မေးခြင်းနဲ့လက္ခဏာမေးခြင်းနဲ့တာတော့ဗေဒင်ဧကန်တဗေဒင်မေးခြင်းနဲ့မိတ်ဆွေတွေကဆရာကိုတိုက်ရိုက်ဖုံးခေါ်ပြီးတော့ဗေဒင်မေးလို့ရပါတယ်နော်ဗေဒင်ညံပူဇော်ကယူပါတယ်နော်ဗေဒင်ညံပူဇော်ကတကောင်းခွဲပါတယောက်ကိုတကောင်းခွဲယူပါတယ်နော်တချို့ကဇင်းလုံးတွေမေးလို့မလို့နော်ငွေကြေးစကားပြောတော့မဟုတ်ပါဘူးတချို့ကကွန်မန့်မှာရေးရေးမေးလို့ပါနော်ဗေဒင်ညံပူဇော်ကကိုတယောက်ကိုတကောင်းခွဲယူပါတယ်ဗျရေရရာကြီးမယူပါဘူးနော်ပြီးတော့ ဆရာရဆရာကြီးမင်းသိန်ကားဤတပြင်းဆရာရဲမအောင်ဖြစ်ပါတယ်ဆရာဓမ္မဘီရင်မေးခြင်းနဲ့လက္ခဏာမေးခြင်းနဲ့တာတော့ဘီတင်ဧကန်တဘီရင်မေးခြင်းနဲ့မေးဆွေတွေကဆရာကိုတိုက်ရိုက်ဖုံးခေါ်ပြီးတော့မေးပါနော်ပြီးတော့အိမ်ရောင်းခြင်းနာခြံရောင်းခြင်းနာမြေရောင်းခြင်းနာကားတွေကြောက်တွေဆက်ပစ္စည်းတွေဆိုင်ကယ်တွေသုံးဘေးတွေစသည်အားဖြင့်ပေါ့တံပိုးကြီးပစ္စည်းတွေအများဆုံးရောင်းထွက်ဖို့အတွက်တိုက်ရိုက်တက်စင်တွေပြုလုပ်ပေးပါတယ်ပြီးတော့တံပိုးကြီးပစ္စည်းတွေအိမ်ခြံတွေကားတွေအများဆုံးပိုင်ဆိုင်အောင်တိုက်ရိုက်တက်စင်ပြုလုပ်ပေးတယ်နော် အာမခံတယ်ပါ ပြီးတော့အခြေရေးစင်မပြေတဲ့လူငယ်တွေအိမ်တော်ရေးစင်မပြေသူတွေစီးပွားရေးမှာအကြက်တဲနဲ့ဂျုံလေတဲ့မိတ်ဆွေတွေအရှုံးများနေတဲ့မိတ်ဆွေတွေပြီးတော့ဘောမှာဘာပဲလို့လို့လွဲချော်နေပြီဆိုတဲ့မိတ်ဆွေများဆရာဝန်တွေဆုံနေပြီစေးကူတာမတိုးဘူးစေးမတိုးဘူးဆိုတဲ့လူနာတွေဆက်သွယ်ပါအောက်လန်းပယောကဆုံးပယောကတွေနဲ့ပြူစားတိုက်ခိုက်ခံထားရတဲ့မိတ်ဆွေများလည်းဆက်သွယ်ပါနော်ပြီးတော့အကျွေးတွေပြန်ရဖို့အကျွေးတွေကြေဖို့လောင်ကစားအရှုံးများနေတဲ့မိတ်ဆွေများဆက်သွယ်ပါနော် ပြီးတော့ပျောက်သွားတဲ့တံပိုးကြီးပစ္စည်းတွေပြန်ရဖို့အိမ်ကထွက်သွားတဲ့ယောက်ျားမိန်းမသားသမီးတွေပြန်လဲရောက်ရှိဖို့เนาะဘဝမှာဘာလို့ဘာလို့လို့ဘာကံမှမသိပဲနဲ့လမ်းပြောင်းနေပြီဆိုတဲ့မိတ်ဆွေများဆက်သွယ်ပါเนาะပြီးတော့အောင်မြင်တဲ့လုပ်ငန်းရှင်တွေအမှုပညာရှင်တွေဖြစ်ဖို့အမှုခဲအချုံနောင်တွေအဖန်းစည်းတွေခံရပြီး အမှုအချုပ်အချုံနောင်ကနေ ချက်ချင်းပြန်လည်လွတ်မြောက်ဖို့အတွက်အထူးရည်ရာအစီအမံဆောင်လက်ဖွဲ့တွေဆောင်ရွက်ပေးပါတယ်။ပြီးတော့ကလေးနာမည်ပေးဆိုင်နာမည်ပေးလုပ်ငန်းနာမည်ပေးကုမ္ပဏီနာမည်ပေးအမှုပညာနာမည်ပေးတွေဆောင်ရွက်ပေးပါတယ်။ဆရာရဲ့ဖုန်းနံပါတ်က399866858ပြီးတော့399968346လုံး256ဖြစ်ပါတယ်နော်။အဲ့ဒီ399 ရှင်းငါးရှင်းအဲ့ဒီဖုန်းနံပါတ်က Viber အကောင့် Telegram အကောင့်ရှိပါတယ်အဲ့ဒီအကောင့်တွေကနေပြီးတော့ဆက်သွယ်ပြီးတော့မေးလို့လည်းရပါတယ်เนาะပြည်ပပါနေထိုင်ကြတဲ့မိတ်ဆွေတွေကတော့အဲ့ဒီအကောင့်တွေကနေပြီးတော့ဆက်သွယ်ပြီးတော့မေးပါပြည်တွင်းကမိတ်ဆွေတွေကတော့ဆရာကိုတိုက်ရိုက်ဖုန်းခေါ်ပြီးတော့မေးကြပါเนาะအိမ်မှာလာမေးခြင်းနဲ့ဆိုရင်တော့နှောကုန်းကျေးရွာရေဦးမြို့နယ်စကိုင်းတိုင်းမှာဆရာနေပါတယ်အိမ်မှာလာမေးလို့လည်းရပါတယ်เนาะကဲခொနေသားမိတ်ဆွေများအားပေါင်း စာဝင်နေရီခြောင်လှယ်ကြပါစေတဘာဝဘေးအန္တရာယ်တွေကနေကင်းဝေးကြပါစေစစ်ဘေးရန်သူမျိုး၅ပါးဘေးကနေကင်းဝေးကြပါစေလက်နက်ခရံဘေးကနေကင်းဝေးကြပါစေအခြေရေးအိမ်တော်ရေးမှာအဆင်ပြေကြပါစေအသက်ရှူတိုင်းငွေတွေဝင်ကြပါစေနော်